ီချိန်ကာလမှာအလုံးသတိရှိကြရမှာဖြစ်ပါတယ်။မြတ်စွာဘုရားကလည်းသတိနဲ့ပတ်သက်ပြီးတော့အပမာရိနာတမ္ပါရိထချက်သားချက်သမီးတို့တဲ့မမေ့မလျော့မပေါ့မဆငြင်းမြန်တော်သတိတရားနဲ့နေကြလို့မြတ်စွာဘုရားကအကျင့်တရားမှာကနောက်ဆုံးပရိနိဗ္ဗာန်ပြုကနေမှာတော့မြတ်စွာဘုရားကဒီစကားလေးကိုအမှားတော့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သတိရှိကြလို့ပြောခဲ့တာ။မှန်တယ်ဗျ။မြတ်စွာဘုရားဟောခဲ့တဲ့တတိဆိုတာဒီကာလမှာဖုံဖုံတို့ပို့ပြီးတော့သဘောပေါက်လာပါတယ်။ မဆိုရင်ဆရာတော်ဥဝတ္ထပြဩဝါဒလေးကိုဖုံးဖုံးပြန်လဲပြီးတော့ပြောပြပါမယ်။ဒီဟိုမှာစန္ဒနဲ့တိုင်တိုင်မိုးခေါင်ပါတယ်။သီနာစဘာတွေကလည်းအကုန်ပျက်စီးပေါ့။လူတွေကလည်းပဲစောက်ဝတ်နေရတွေကြက်တဲခက်ခဲလာတဲ့အချိန်မှာတန်ဃာတော်ရှင်သူမြတ်တွေကိုဆွန်မလောင်းနိုင်ကြတော့ဘူး။ဆွန်မလောင်းနိုင်တဲ့အတွက်အဲ့ဒီမှာတန်ဃာတော်ရှင်သူမြတ်တွေကပြန်တော်မူကြရတယ်တဲ့။ ဘလောက်တိငတ်မှုခေါင်းမတဲ့ဘေးတွေဆက်ရောက်လဲလို့ဆိုရင်လူတွေဟာလူတွေရောရဟန်းတန်ဃာတွေရောအကုန်လုံးဟာတည်ဆုံးကြရတယ်။အဲ့ဒီမှာယာကားစိတ်တောင်မဖြစ်ဘူးလို့ပြောတယ်။ယာကားစိတ်မဖြစ်တော့ကလေးတွေလည်းမမွေးတော့ဘူးပေါ့။ထူးခြားတာတစ်ခုကတောအုပ်တစ်ဖက်ချမ်းစီမှာတဲ့ယဟန္တာပေါင်းပေါင်း12000နေကြတယ်။တစ်ဖက်ချမ်းစီမှာပေါ့။ လူတွေကလေငါတို့တွေငတ်ချင်ငတ်ပါစေငါတို့တွေသေးချင်သေးပါစေတဲ့ဒီဟန္တာသူတော်ကောင်းတွေကိုတော့ငါတို့တွေဆွန်လောင်းမယ်ဆိုပြီးသူတို့တွေတုံးနဲ့တုံးမိုးဆန်စပါးတွေကိုတူလောင်းထားကြပါတယ်တုံးနဲ့တုံးမိုးစားလို့ရအောင်ပေါ့အဲ့ဒီတုံးနဲ့တုံးမိုးစားလို့ရအောင်တူလောင်းထားတဲ့အဲ့ဒီဆန်စပါးတွေအကုန်လုံးကိုတညာတဲ့နဲ့ကြွက်တီကြိုက်ဖြုတ်စားတော့ပြီးတော့မှကုန်သွားတယ်ကြည်စမ်းဘလောက်တော့အကုသို့ကံကြည်လိုက်လေပေါ့နော် ရဟနာအရှင်သူမြတ်ကြီးတွေကဩကြည်စံတန်ဝေကရစရာကောင်းလိုက်တာတန်ဝေရစရာကောင်းလိုက်တာငါတို့တွေဘယ်ဘဝကအကုသိုလ်ရဲ့ပါလာမမသိဘူးတဲ့အဲ့တော့တန်ဝေရတွေရပြီးတော့မှယဟန္တာပေါင်း1400တော်တဲမှာပဲပရိနိဗ္ဗာန်ပြုသွားကြတယ်ပြန်လုံတော်မူသွားကြတယ်ပေါ့အဲ့တော့ဘာပြောချင်တာလဲလို့ဆိုရင်ဒီလိုကပြေးကာလာရောက်လာတဲ့အခါမှာသူတော်ကောင်းရောသူယုံမာရောအကျိုးပေးတာဖြစ်ပါတယ် မြတ်စွာဘုရားကတန္တရာမှာမလုပ်ဘူးတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့တန္တရာမှာအဖေတက်ခဲ့တဲ့ကံဒီအမေတက်ခဲ့တဲ့ကံအများကြီးပဲလုပ်ခဲ့ကြတယ်အဲ့တော့ကိုယ်ဓာတ်တွေကိုမမှန်းမိဘူးအဲ့တော့ကပီးကာလာရောက်လာတဲ့အခါမှာအကုံတုံးကိုအကုသိုလ်တူရတူရစုပြီးတော့မှအကျိုးပေးတာဖြစ်ပါတယ်ဒါကြောင့်မို့သွားတည်းလာတည်းစားတည်းတည်းရှိပါမတို့ကတော့ဟေးသာသနာဝန်ထမ်းတွေပဲ သာသနာကိုထမ်းဆောင်နေတာပဲသာသနာကိုပြန်ပွားအောင်လုပ်နေတာပဲငါတို့ကတော့အများကောင်းကျိုးတွေလုပ်နေတာပဲပရဟိတတွေလုပ်နေတာပဲစိတ်ကောင်းထားတာပဲလို့အရေးတွေပဋ္ဌာန်းတွေကျွတ်တာပဲလို့လုံကြုံတယ်လို့မထင်နိုင်နဲ့အခုလောကဘေးကာလကြီးမှာသူတော်ကောင်းရော သူယုံမာရော မခွဲခြားဘူးအကုန်လုံးဟာကဘေးထဲမှာပါသွားနိုင်နေအကြောင်းမို့အချိန်တိုင်းအချိန်တိုင်းမှာ သွားသတိလာသတိစားသတိရှိကြပါစေကိုကိုကိုကောင်းတာလုပ်တာပဲဆိုပြီးတော့မှလုံကြုံလာပြီလို့မတွေ့ပါနဲ့တဲ့ရဟန္တာအရှင်မြတ်ကြီးတွေတောင်းပါပဲဒီကပေးတဲ့မှာပါသွားကြတယ်နော်အဲ့တော့ဒီဟိုမှာလေးမိုးခေါင်ရေရှားပြီးတော့အစာရေစာတွေငါမို့ခေါင်ပါကကြီးသုံးပါဆက်ရောက်တယ်ပေါ့ဒုဘိခန္ဓာကတတ္တန္တရကလက်နဲ့ပေးယောဂါပေးအဲ အစာရည်စာငတ်မို့ခေါင်းမာတဲ့ဘေးတွေဆက်ရောက်တော့အဲ့ဒီမှာတေးလိုက်ကြည်လိုက်ကြတာတန်ကားတွေပိန်းချီပြီးတော့မှရှိတဲ့တန်ကားတွေဟာထောင်း600ပဲကြံခဲ့တယ်တဲ့အဲ့ဒီထောင်း600ကျော်သောတန်ကားတွေနဲ့အခုဘုံဘုံတို့ဝိုးဝယ်နေတဲ့အဲဗုဒ္ဓဘာသာရေလို့ဗုဒ္ဓသာသနာအရှိတီတန့်အောင်ဗုဒ္ဓသာသနာစည်ရန်သိတဲ့သူအရှိတီတန့်အောင်တန်ကား600ကနေပြီးတော့ပြန်လဲပြီးတော့မှမှတ်တင်ပေးခဲ့တာဖြစ်ပါတယ် အဲ့ဒီတီဟိုကဘေးကာလမှာဘလောက်ထိသူတော်ကောင်းတွေပေါ်လိုက်လဲလို့ဆိုရင်ညာနာတွေကလည်းပဲအများကြီးပဲလူတွေဆိုရင်လည်းပဲသောတာပန်တို့တရားရကန်တို့အနာဂံတို့ဇာရတဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းပဲအများကြီးပဲတဲ့။အော်ကောင်းကင်နေမှာဆိုရင်လေဇာရတဲ့ပုဂ္ဂိုလ်တွေကကောင်းကင်မှာပြန်လိုက်ကြတာဇံကစားလိုက်ကြတာလေ။အောက်ကတက္ကမတွေတောင်စဘာလန်းလို့မရဘူးဆိုပေ။အဲ့ဒီလောက်ကိုသူတော်ကောင်းတွေပေါ်များပါတယ်။အဲ့ဒီသူတော်ကောင်းတွေလည်းပဲ ကြီးကပေးတဲ့မှာပါသွားတာပဲဒါကိုသတိပြုကြရမှာဖြစ်ပါတယ်အဲကြောင့်မအခုလိုကပေးကာလာကြီးမှာညဇောဘုရားခေါ်ခဲ့တဲ့အပမာရိနာတံပါရီတာဆိုတာချက်သားချက်သမီးတို့မမေ့မလျော့မပေါ်မဆမြဲမြံတော့သတိတရားနဲ့နေကြဘလို့သတိတရားနဲ့နေရမလဲညဇောဘုရားခေါ်ခဲ့တဲ့တရားတွေကိုလည်းပဲပုံမှန်ဆိုသလိုနားမယ်လိုက်နာကျင့်သုံးမယ်ကာယကံအနေနဲ့မကောင်းတာတွေလည်းမလုပ်ဘူး ဝစီကံအနေနဲ့မကောင်းတာတွေလည်းမပြောဘူးမနှောကံအနေနဲ့မကောင်းတာတွေလည်းပဲတို့တွေမတွေးမကြံတော့ဘူးအကောင်းဆုံးဖြစ်အောင်နေမယ်လို့ကြိုးစားပါသတိမေးတဲ့သူဟာဒေတာနဲ့အတူတူပဲအလုံးပဲကတ်ကြီး၃ပါးမှကြော်လွားနှုတ်မြောက်နိုင်ကြပါစီအခုဖုံဖုံတို့ရဲ့ကဘာကြီးမှာဒေါသမီလီယံကြီးဟုံဟုံတောင့်နေပါတယ် ဒေါ်လျာဒေါ်သာမီလျာနေနှလုံးသားထဲမှာဟုံဟုံတောက်လာပြီဆိုတော့တနိုင်ငံနဲ့တနိုင်ငံတစ်ဖက်နဲ့တစ်ဖက်တဦးနဲ့တဦးအမုန်းတွေပွားပြီးတိုက်ကြခိုက်ကြတကြဖြတ်ကြတေကြကြေကြတာတွေဟာအလုံးရဲ့မျက်မြင်ကိုတွေ့ဖြစ်ကြပါတယ်။ဒါဟာဗာလဲလို့ဆိုတော့နှလုံးသားထဲမှာဒေါ်သာမီကြီးဂိမ့်လာတဲ့ပုံကိုတိုက်ခိုက်ဖို့ဆိုရင် ရန်ကုန်ရချင်းတုတ်ပြန်ရင်လည်းပဲပိုဆိုးလိမ့်မယ်ဒေါသကိုဒေါသချင်းတုတ်ပြန်ရင်လည်းပဲပိုပြီးတော့ဆိုးသွားလိမ့်မယ်အကောင်းဆုံးလက်နဲ့နဲ့တိုက်ခိုက်ကြရမှာဖြစ်ပါတယ်အကောင်းဆုံးလက်နဲ့ဆိုတာနဲ့ပတ်သက်လို့အားလုံးကဇာတ်လမ်းလေးတစ်ပုတ်ရှိတယ်ဥတုံနဲ့မတ်ပုတ်ဆိုတဲ့ဇနီးမောင်နှံနှစ်ယောက်ရှိတယ်ဗျဥတုံဆိုတဲ့အတိုင်းပဲဝါလိုက်တာဖတိကြီးပေါ့မတ်ပုတ်ဆိုတဲ့အတိုင်းပဲပုတ်ကြီးလိုပဲဝါလိုက်တာတဲ့ အဲ့ဒီဇနီးမောင်နှံတယောက်မှာဥတုတ်ကြီးဆိုတဲ့အိမ်တော်ဦးစီးရလေးအမတန်ကိုဒေါသကြီးတာ သူဒေါသထွက်လာပြီဆိုရင်မျက်နှာကြီးကလည်းညရဲပြီးမပုတ်ကိုအတင်းရန်ရှာတာရန်ရှာတယ်စူတယ်ဆဲတယ်អော်တယ်ငောက်တယ်မပုတ်ကတော့စိတ်ကောင်းလေးရှိရှာပါတယ်စည်ရင်စေတနာလေးကောင်းတော့ကိုတုတ်ကြီးပြုတ်တဲ့မြအကုန်လုံးကိုတီးခံရတယ်တဲ့ အဲသဘောကောင်းတော့ဝတ္တုတ်ကြီးကလည်းအဘောကနေဖြိဆဲဆဲဆိုကျိမ့်မောင်းနောက်ဆုံးဒုတ်တွေဓာတ်တွေဆွဲတဲ့ဒီပါဖြစ်လာတယ်အဲ့တဲ့ဆိုတာကမပုတ်ကို အိမ်ဘောကနေမှနင်းချတယ်အလုတ်သွားရင်လည်းဆဲအလုတ်ပြန်လာရင်လည်းဆဲစိတ်တိုင်းမကြတိုင်းဆဲဆိုကျိမ့်မောင်းနေတော့မပုတ်ခင်ဗျာမှာနားတွေကိုပူထူးပြီးတော့မှဘလို့မှတိမခံနိုင်တော့ဘူးတဲ့ဒါနဲ့ပဲဆက်ညစ်တာနဲ့ဘလို့လို့ရင်ကောင်းမလဲရွာဦးเจ้าဆရာတော်ရှိသွားပြီးတော့ငါနီလန်းလေးကို မိလေဥက္မားလို့ဆရာတော်ကြီးရှိကိုသွားပါတယ်ဆရာတော်ကြီးကဘာကိစ္စလဲလို့ဆိုတော့ဆရာတော်ဘုရားတပည့်တော်ရဲ့အမျိုးသားမောင်တုတ်ဟာအမတန်ကိုဆိုးပါတယ်ဘုရားအဲ့တော့ဆရာတော်ရဲ့ဩဇာအာဏာနဲ့သူ့ကိုကြောင်းခေါ်ပြီးတော့ဆုံးမပေးပါအောင်ဘုရားလို့ဆိုတော့ဆရာတော်ကပြီးပုတ်ရည်တဲ့နင်းယောက်ျားကိုကြောင်းခေါ်ရင်လည်းပဲလှမှာမဟုတ်ဘူးငါကိုယ်တိုင်အိမ်ကြွပြီးဆုံးမရင်လည်းပဲမတင့်တော်ဘူးတဲ့ဒါကြောင့်မို့တဲ့မဲ့ကောင်က နီလန်းတစ်ခုတော့ပေးလိုက်မယ်အဲ့ဒီနီလန်းလေးကိုကျင့်သုံးပါတဲ့ဘာနီလန်းလဲဆိုတော့သူ့ကိုမြစ်တာပို့ပါမြစ်တာပို့တယ်ဆိုတဲ့နေရာမှာလည်းပဲအပေါ်ယံမျိုးတော့မဖြစ်စေနဲ့ဆိုကြပါစို့ဟာသူ့ကိုမုံတော့မုံနေတယ်ယင်းနဲ့နှလုံးသားတွေကနေမုံနေတယ်ပါဇက်ကတော့ကြမ်းပါပါစီချမ်းသာပါစီလို့ရင်လေအဲ့ဒီမြစ်တာပို့နီးမျိုးဟာမထီရောက်ဘူးတဲ့အကြောင်းပေါ်တကယ်မြစ်တာပို့ကျင်တယ်ဆိုရင် စေရောကိုရောနှစ်ပြီးတော့မှသူ့ကိုပို့ရမှာဖြစ်ပါတယ်ဘလို့နှစ်ပြီးတော့ပို့ရမလဲဥစွာပထမသူ့ရဲ့ကောင်းကွက်ကလေးကိုတွေ့အောင်ရှာသူကငါ့ဘော်မှာဘလို့ကောင်းနေတယ်လေသူများဘော်မှာဘလို့ဒီကောင်းနေတယ်လေဆိုတဲ့ကောင်းကွက်ကလေးကိုအရင်ဥဆုံးတွေ့အောင်ရှာပါတွေ့ပြီဆိုရင်တတိကတ်လိုက်တတိကတ်တယ်ဆိုတာကစိတ်ကိုညင်ညင်ချသူပြုံးပျော်ရွှင်နေတဲ့မျက်နှာလေးကိုမြင်အောင်ကြည့် မြင်ပြီးသူကောင်းွက်ကလေးတွေကိုလည်းတွေ့ပြီးပြုံးပြော်နေတာလေးကိုလည်းပဲတွေ့ပြီးဆိုရင်ဘုရားရှင်ရှိကိုသွားတတ်တော်ရည်ချမ်းလေးကမေတ္တာပို့ပြီးတော့9မိနစ်တိုင်းရဲ့9မိနစ်10မိနစ်တိုင်းရဲ့10မိနစ်အမြဲတမ်းပို့မယ်ဆိုရင်နင်းယောက်ျားမောင်တုပ်တေချာဘောက်ကိုမင်းကိုပြန်ချစ်လာလိမ့်မယ်မင်းပေါ်မှာမေတ္တာပို့ရှိလာလိမ့်မယ်လို့ဆရာတော်ဘုရားကအဲ့ဒီလိုဩဝါဒပေးပါတယ်။နိုင်နေမှာပုတ်ကလည်းပဲအင်ပြန်ရောက်တော့ကိုတုတ်ကြီးရဲ့ မျက်နာကိုမြင်အောင်ကြည့်တယ်။ဘလို့ကြည့်ကြည့်သူ့ကိုစိတ်ဆိုးဒေါသထွက်ပြီးမျက်နာနှီးရဲနေတာကြီးပဲအများတမ်းမြင်နေရတယ်။အဲ့တော့တတိကပြီးတော့မှကြည့်တယ်။စူးစိုက်ပြီးတော့မှကြည့်တယ်။သူငါ့ပုံမှာဘာတွေကောင်းခဲ့တယ်လဲ။ဟောသူများပုံမှာဘာတွေကောင်းခဲ့တယ်လဲ။သူ့ကောင်းွက်ကလေးကိုလိုက်ရှာပြီးတော့မှကြည့်တယ်။အဲ့ဒီကမှာတတိကပြီးတော့စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့ကြည်လိုက်တဲ့အခါမှာကောင်းကွက်ကလေးတွေမြင်လာတယ်။အော်၊ तू ကဒေါသကြီးပြင်မဲ့ ဆဲဆိုချိန်ပေါင်းတတ်ပေမဲ့ငါတို့မိသားစုကိုရှားဖွေကျူးမွေးနေတာပဲအများပေါ်မှာလည်းပဲကောင်းရှာပါတယ်ဆိုတဲ့ကောင်းကွက်ကလေးကိုတွေ့လာတော့ကောင်းကွက်ကတော့တွေ့ပြီကိုတုတ်ကြီးပဲချိန်မှများပြုံးပျော်တယ်လေလို့တွေ့လိုက်တော့ဩဟုတ်တယ်ပြုံးပျော်ရွှင်နေတဲ့အချိန်လေးလည်းရှိတာပဲအဲ့ဒါလေးကိုမြင်အောင်ကြည့်တယ်မြင်အောင်ကြည့်ပြီးတော့ဆရာတော်ပေးတဲ့ဩဝါဒအတိုင်းပဲကိုတုတ်ကြီးကိုမြတ်တာပို့တော်တာပဲချမ်းသာပါစေချမ်းသာပါစေဘေးပရားလေးကင်းပါစေစိတ်နှလုံးအေးချမ်းပါစေလို့ မြတ်တာဓာတ်တီပို့လွတ်တော်ကိုတုတ်ကြီးလည်းပဲခံနိုင်မလို့ဗျာနောက်ဆုံးတော့မပုပ်ကိုကတောင်းပန်ပြီးတော့ဟိုတောင်းပန်ပြီးတောင်းပန်ရတဲ့အဆင့်ကိုရောက်သွားပါတယ်ဒါနဲ့ကိုတုတ်နဲ့မပုပ်အဆင်ပြေချောမွေသွားတယ်ပေါ့ဗျာမြတ်စွာဘုရားကလည်းပဲအမတန်ကြမ်းတမ်းတဲ့နာလာဂီရိစင်စိုးကြီးကို မြတ်တာနဲ့တွန်းလှန်ခဲ့တာပဲအမတန်မှကြမ်းတမ်းခက်တံတဲ့အင်ဂုလိမာလာဆိုတဲ့လူကျမ်းကြီးကိုမြတ်စွာဘုရားကမြတ်တာနဲ့ပဲတွန်းလှန်ခဲ့တာဖြစ်ပါတယ် မြတ်စွာဘုရားဒီပင်လည်းရေမြတ်တာလက်နက်ကိုတုံးပြီးတော့မှတွန်းလှန်ကြရတာဖြစ်ပါတယ်။အခုလည်းပဲကိုယ့်အပေါ်မှာအယံမုံနေတယ်ကိုယ့်အပေါ်မှာဘလို့မှမကောင်းဘူးကိုယ့်ကိုယ်စူပူနေတယ်ချိန်မောင်းနေတယ်ဆဲရဲနေတယ်ဆိုတဲ့သူတွေနဲ့တွေ့ရင်ဘာလို့ရမလဲ။သူရဲ့ကောင်းကွက်ကိုတွေ့အောင်ရှာ။တတိကစိတ်ကိုငြိမ်ငြိမ်ထား။သူပဲချိန်မှာပြုံးပျော်ရွှင်နေတတ်တယ်လေအဲ့ဒီပြုံးပျော်ရွှင်တဲ့မျက်နှာလေးကိုတေးချာမြင်အောင်ကြည့်ပြီးတော့ စိတ်ရောကိုယ်ရောနှစ်ပြီးတော့သူ့ကိုမေတ္တာဓာတ်တည်များများပို့လို့မယ်ဆိုရင်ဘလောက်ကြမ်းတမ်းတဲ့သူကြီးပဲဖြစ်ပါစေနှုညာတင်မွေလာပြီးတော့ကိုယ်ပေါ်မှာကောင်းပြီးသွားမှာဖြစ်ပါလေအကြောင်းမို့မေတ္တာလက်နက်ကိုများများကြီးသုံးနိုင်ကြပါစီခင်ဗျာအားလုံးပဲကိုယ်စိတ်နှပါချမ်းမာချမ်းသာကြပါစီဓမ္မတုဒ္ဒရှင်လေးမှာအသိပညာဘုဒ္ဓတရားဝေဟာတရားတော်များကိုရှားပွင့်ပြီးတာဝန်ပေးခြင်းဖြစ်ပါတယ်